မိုင်းခုံမြို့နိုင်မိုးရသည်သစ်ပင်စိုက်ပျိုးရန်ပြိုးပင်ပေါင်းတပေါင်းပြိုးထောင်ထားရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်ခရိုင်မိုင်းခုံမြို့တွင်2025ခုနှစ်မိုးရသည်ကာလအတွင်းပတ်ဝန်းကျင် စိမ့်လန်းစုပြည်ရေးတွေတည်ရင်တပ်ဖွဲ့များဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍မြို့တည်တော်ဦးစီးဌာနကပြိုးပင်ပေါင်းတပေါင်းပြိုးထောင်ထားကြောင်းသိရပါတယ်။သစ်ပင်များစိုက်ပျိုးခြင်းဖြင့် မြေစီမြေဩဇာတိုးပွားစေပြီးအပူချိန်ထိမ့်ညိပေးနိုင်ခြင်းရေလွှမ်းမိုးခြင်းကိုထိမ့်သိမ်းပေးနိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိနိုင်ရေးအတွက်2025ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက်ကျွန်းတောင်းပင် ပြင်းကရိုးတထောင်ပင်ဗရောက်တထောင်ပင်မန်ချန်းရှားတထောင်ပင်မဲဇလီတုံးတောင်ပင်နှင့်စိန်ပန်းနီတထောင်ပင် စုစုပေါင်းပြိုးပင်တထောင်ပင်အားတစ်တော်ဦးစီးဌာနပြိုးဥယင်တွင် ပြိုးထောင်ထားကြောင်း မြို့တတော်ဦးစည်းဌာနတောအုပ်ဦးအောင်နိုင်ဦးထံမှသိရပါတယ်။အဆိုပါပြိုးပင်များတည်ရင်တက်ဖွဲ့များဌာနဆိုင်ရာများ စာတင်ကြောင်းများနဲ့ဒေသခံပြည်သူများတို့စုစုပေါင်းပြိုးပင်တထောင်ကျော်အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ပြီးမိုးရသည့်ကာလအတွင်းတစ်ပင်စိုက်ပျိုးရန်လိုအပ်သူများအနေဖြင့်အမတ်နှစ်ရက်ကွယ်ဝန်ဝင်ရှိမြို့တတော်ဦးစည်းဌာနတွင်ပြိုးပင်များအခမဲ့တွားရောက်ထုတ်ယူနိုင်ကြောင်းသိရှိရပါတယ်ခင်ဗျာ။